ာနာတိကတိုက်ကြီးတစ်ခုလုံးဟာကမ္ဘာပေါ်ကဗင်နိုင်ငံထဲမှာသက်ဆိုင်မနေဘူးဆိုတာကိုပြည်သက်ကြီးတို့သိကြပါရဲ့လားအာနာတိကတိုက်ရာကမ္ဘာတောင်ဘက်အစွန်းဆုံးမှတရှိနေတဲ့တိုက်ကြီးတစ်ခုဖြစ်ပြီးတော့ဘယ်သူပိုင်ဆိုင်တဲ့ဗင်နိုင်ငံရဲ့ဧရိယာပါဆိုပြီးသတ်မှတ်ထားခြင်းမရှိပါဘူးအနာတိကတရဲ့အကျယ်ဝန်းက 40.2m စတရီယံကီလိုမီတာကျယ်ဝန်းပြီးတော့အော်စတြေးလျနိုင်ငံရဲ့နှာနိုင်ငံစာကြီးမားပါတယ်။ဒါ့အပြင်တရုတ်၊ US ၊ကနေဒါလိုနိုင်ငံကြီးတွေထက်အေရိယာပိုပြီးကြီးမားပါတယ်။ ဒါအပြင်အာဏာတိကတရဲ့အရွယ်စားဟာပြောင်းလဲတက်ပြီးတော့စောင်းရာဒီဆိုရင်ဘေးပလဲကရေခဲတွေအေးခက်သွားတဲ့အတွက်သူ့ရဲ့အကျယ်ဝန်းဟာ 90.2m စတီဗန်ကီလိုမီတာအထိကြီးမားလာပါတယ်။နှွေရောက်တဲ့အခါမှာတော့ရေခဲတွေပြန်ပြီးအည်ပျော်သွားတဲ့အတွက်မူလပုံစံအရွယ်စားကိုပြန်လဲရောက်သွားပါတယ်။အာဏာတိကတိုက်ကိုလွန်ခဲ့တဲ့နှစ်ပေါင်း200ကျော်ကစတင်ရှာဖွေတွေ့ရှိခဲ့ပြီးနိုင်ငံပေါင်းများစွာရဲ့စိတ်ဝင်စားမှုကိုခံခဲ့ရပါတယ်။အစပိုင်းမှာတော့ United Kingdom, France, Norway, Australia, Chile အာဂျင်တီးနားနိုင်ငံတွေကနယ်မြေပိုင်းခြားသတ်မှတ်ခဲ့ကြပေမဲ့ခိုးဝေါ်အတွင်းမှာနျူကလ িয়ার စမ်းသပ်မှုကိုရှောင်ရှားဖို့အတွက်အာနာတိကတ်တိုင်းမှာယူထားကြတဲ့နယ်မြေတွေကိုပြန်လည်သိမ်းယူဖို့အတွက်လက်မှတ်ရေးထိုးခဲ့ကြပါတယ်။အဲ့ဒီနောက်တော့အာနာတိကတ်တိုင်းကိုတိုက်ပြန်ပညာရှင်တွေ research ပြုလို့ရနေရအဖြစ်သာသတ်မှတ်ခဲ့ကြပြီးတော့ဘသူတူတူတယောက်ရဲ့ပိုင်ဆိုင်မှုနယ်နိမိတ်မှမဟုတ်တော့ပါဘူး။